ာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ကိုဒိုဝဲ wash အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒိုဝဲအထူးစီးပွားရေးဆောင်အတွက်တနင်္လာရီတိုင်းစစ်ကောင်စီကြိုပြင်နေပြီးထိုင်ဂျပန်တို့နဲ့ပူးပေါင်းမှုကိုဖျက်သိမ်းတဲ့သတင်းဒိုဝဲစေးုံကြီးကိုညဖက်ဝင်ခွင့်ပိတ်ပြီးလူနာလာရင်ဖုံးဆက်ဝင်ခွင့်တောင်းရမယ့်အပေါ်မြို့ခံတွေဝေဖန်နေတဲ့သတင်း ။ဒဝဲမြစ်ထဲစစ်ကောင်စီဆက်လေပြစ်ခတ်ခံရပြီးတဲ့နောက်ကန်းနာကကညုံကျွန်းရွာကိုလက်နက်ကြီးနဲ့ပြန်ပစ်တဲ့အကြောင်းတနင်္လာရီမှာစစ်ရှောင်းတွေရှိတဲ့နေရာကိုစစ်ကောင်စီတပ်လက်နက်ကြီးနဲ့ပစ်ပြီးဒရုန်းနဲ့ပါပုံချခဲ့တာခရူအောင်ဖမ်းဆီးရရှိတာနဲလာပြီးဈေးလေးဆနီးပါးမြင့်တက်လာတဲ့အကြောင်းတနင်္လာရီဗန်လမော့ရွာမှာလမ်းသွားလမ်းလာအရက်သား20လောက်ကိုစစ်ကောင်စီတပ်ကဖမ်းဆီးတဲ့တည် မြိတ်မြို့မှာတညာတဲ့ဆိုင်ကယ်တိုက်မှု၃ကြိမ်ဖြစ်ပြီးအမျိုးသား၄ဦးဒဏ်ရာရတဲ့အကြောင်းစတဲ့သတင်းတွေကိုနှားဆင်ရမှာပါရှင်။တော်ဝဲအထူးစည်းပွားရေးဆောင်စီမံကိန်းကိုအကောင့်ထည့်ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့စာချုပ်ချုပ်ဆိုပြီးတဲ့နောက်တနင်္လာရီတိုင်းစစ်ကောင်စီဘက်ကလည်းအဲ့ဒီစီမံကိန်းအတွက်ကြိုတင်ပြင်ဆင်မှုတွေစတင်လုပ်ဆောင်နေပါတယ်။တော်ဝဲမြို့မှာရှိတဲ့စစ်ကောင်စီတိုင်းအစိုးရအဖွဲ့ရုံးမှာ မလ17ရက်နေ့ကအစည်းအဝေးနှစ်ကြိမ်လုပ်ခဲ့ပြီးဒဝယ်အထူးစည်းပွားရေးဆောင်အတွက်ကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စရပ်တွေကို စစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုကညွှန်ကြားခဲ့ပါတယ်။တည်င်းအပြည့်ဆောင်ကိုတော့ဒဝယ် wash wine တော်သားတဦးကပြောပြပေးသွားမှာပါရှင်။ဒွေထူစီဝိုင်းဇိုစီမံကိန်းကိုကုန်ထယ်ဖို့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့စာချုပ်ချုပ်ဆိုပြီးတဲ့နောက် တရင်တိုင်းတိုင်းစစ်ကောင်စီဘက်ကလည်းအဲ့ဒီစီမံကိန်းအတွက်ကြိုတင်ပြင်ဆင်မှုတွေစတင်လုပ်ဆောင်နေပါတယ်။ဒွေမြို့မှာရှိတဲ့စစ်ကောင်စီတိုင်းဆိုရဖွဲ့ရုံးမှာမတ်လ17ရက်နေ့ကစီဝေးနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဒွေထူးစီဝါရေးဆောင်အတွက်ကြိုတင်ပြင်ဆင်ထားရမယ့်ကိစ္စရပ်တွေကိုစစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်ဦးမြန့်ကိုကညွှန်ကြားခဲ့ပါတယ်။ဒွေထူးစီဝါရေးဆောင်ပြန်လည်လည်ပတ်လာပါက ယင်းဤမျက်နှာမှုနဲ့ဆိုင်တဲ့အုပ်ချုပ်ရေးကိစ္စတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ကိုလည်းဦးမြတ်ကညွှန်ကြားခဲ့ပါတယ်။ဒုတိယစည်းဝေးမှာတော့ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့စည်းဝေးဖြစ်ပြီးတဝဲထူးစည်းဝေးဆိုစီမံကိန်းမှာယင်းဤမျက်နှာမဲ့နိုင်ငံခြားသားတွေဝင်ရောက်မှုများပြားလာမှာဖြစ်လို့ဟိုတယ်နဲ့တက်ကိုခန်းတွေကို နိုင်ငံတကာစစ်မီအောင်အခုကတည်းကကြိုပြင်ဖို့ညွှန်ကြားခဲ့ပါတယ်။ တရင်တိုင်းတိုင်းခြေဆိုင်ရဖက်နဲ့နိုင်ငံရေးအဖွဲ့အစည်းစုစုပေါင်း17ဖွဲ့ကတော့စစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့ပူးပေါင်းလို့ဆောင်မဲ့ဒဝဲထူးစစ်ပွဲရေးဆိုစီမံကိန်းကိုကက်ကွက်တယ်လို့မတ်လ10ရက်ကပူးပေါင်းထုတ်ပြန်ထားပါတယ်မတ်လ17ရက်ကပြုလုပ်တဲ့အထူးစစ်ပွဲရေးဆိုစီမံခက်ခွဲမှုကော်မတီစည်းဝေးမှာစစ်ကောင်စီဒုခေါင်းဆောင်က ဒွေထူးစီးပွားရေးဇုံတွဲမြန်မာထိုင်းဂျပန်သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ထားတဲ့ SPB ကိုဖျက်သိမ်းရေးကိစ္စပါဝင် မကြာခင်ပေါ်ပေါက်လာမဲ့ဒွေထူးစီးပွားရေးဇုံတွဲကြိုတင်ပြင်ဆင်ထားဖို့လဲဒုစစ်ကောင်ဆောင်ကမှာကြားခဲ့ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တဝယ်မြင်းထဲစစ်ကောင်စီတပ်သားတွေလိုက်လာတဲ့ဆက်လက်ပစ်ခံရပြီးတဲ့နောက်စစ်ကောင်စီတပ်ဖက်ကတဝယ်မြင်းကမ်းနားတစ်လျှောက်ကိုလက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျ။ ဒဝယ်မြို့ကနေတရချောင်းမြို့နယ်စင်ဖြူပြင်းရွာစိတ်ကမ်းဖက်ကိုဒဝယ်မြေကျောင်းအတိုင်ဆင်းလာတဲ့ဆက်လီကိုဒဝယ်ခရိုင်တပ်ပေါင်းစုကမလ10ရက်နေ့ည7:00နာရီလောက်မှာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်ထားပါဗျ။တပ်ပေါင်းစုဘက်ကပြစ်တဲ့ RPG ထိမှန်ပြီးဆက်လီမီးလောင်သွားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ဲဒီလိုတိုက်ခိုက်ခံရပြီးတဲ့နောက်တရချောင်းမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးနဲ့ပြန်ပစ်ခဲ့တယ်လို့လောင်းလုံးမြို့နယ်ပကဖပြန်ကြားရေးတာဝန်ခံကိုရှယ်တို့ကပြောပါတယ်မလ17ရက်နေ့ညကလည်းတရချောင်းမြို့နယ်ကစစ်ကောင်စီတပ်ဟာတိုက်ပွဲမဖြစ်ဘဲဒဝဲမြေကမ်းတစ်ဖက်မှာရှိတဲ့လောင်းလုံးမြို့နယ်ကညုံကျွန်းရွာကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ နက်နက်ကြီးကြီးအနည်းဆုံး၅လုံးပြစ်ခတ်ခဲ့တာမှာ၃လုံးကကညုံကျွန်းရွာထဲကြာရောက်ပောက်ကွဲခဲ့တယ်လို့ဒေသခံကပြောပါတယ်။လူနဲ့နေအိမ်တွေထိခိုက်တာမရှိပေမဲ့ရွာသားတွေကရွာမှာမနေရဲတော့ပဲရွာလုံးကျွန်းနီးပါးညာတွင်းချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။လောင်လောင်ပတ်ကောက်ဖပြန်ကြားရေးတာဝန်ခံကတော့ဒံယာရလူနာတဲဆောင်လာတဲ့စစ်ကောင်စီဆက်လေဟာတရချောင်းဖက်ကနေတဝဲမြေအတိုင်းတက်လာတဲ့အတွက်ကညုံကျွန်းရွာကိုလက်နက်ကြီးနဲ့ကြိုတင်ပစ်ခတ်ခဲ့တာလို့ပြောပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလနောက်ဆုံးအပတ်ကလည်းကညုံကျွန်းရွာထဲကို လက်နက်ကြီးကြီးတွေကြောက်ရောက်ပောက်ကွဲခဲ့သေးတယ်လို့ဒေသခံတွေကဆိုပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ဒိုအေပြည်သူစေယုံကြီးကိုညဖက်ဝင်ခွင့်ပိတ်ထားပြီးစေကူတော့ဖို့ညဖက်လူနာလာမယ်ဆိုလို့ရှိရင်ဖုံးဆက်ဝင်ခွင့်တောင်းရမှာဖြစ်တယ်လို့စေယုံဝန်ထမ်းအတိုင်းဝိုင်းစီကသိရပါဗျ။ တဝယ်စည်းုံကြီးမှာအဝင်အထွက်တကားပေါက်နှစ်ခုရှိရာမှာအာနာသိမ့်ပြီးနောက်24နာရီဖွင့်ထားတဲ့တူနာပြုတ်တင်တန်းချောင်းဖက်ကဝင်ပေါက်ကိုမန်းလ9ရက်နေ့ကစပြီးညဖက်ဝင်ခွင့်ပိတ်လိုက်တယ်လို့ပြောပါတယ်။တည်တင်းအပြည့်စုံကိုတဝယ် wash wine ဒေါ်တာတူကပြောပြပေးသွားမှာပါရှင်။တဝယ်ပြည်သူစည်းုံကြီးကိုညမဲ့ဝင်ခွင့်ပိတ်ထားပြီးညဘက်စည်းကူတာဖို့လူနာလာမယ်ဆိုရင် ဖုတ်ဆက်ပြင်ဝင်ခွင့်တောင်းရမှာဖြစ်တယ်လို့ဈေးဝန်ထမ်းအတိုင်းဝိုင်းစီကသိရပါတယ်။ဒေါ်ဝေဆေးဦးကြီးမှာအဝင်အထွက်တကားနှစ်ခုရှိတာမှာအာနာဒေဝီနော်နေည24နာရီဖွင့်ထားတဲ့ဒူနာပြုတ်တင်တန်းကြောင့်ဖက်ကအဝင်ဘောက်ကိုမန္လာကိုရင်ကြီးကစပြီးညဘက်ဝင်ခွင့်ပေးလိုက်တယ်လို့ပြောပါတယ်။ဆေးဥတောင်ရှိသူတွေရဲ့ညွှန်ကြားချက်အရဆိုပြီးမနေ့9နာရီကနေည7နာရီအထိပဲဖွင့်ပေးတော့တာပါ။ ဒီလိုပိတ်တာကဇီရိုဒေတာမှတ်နေရာတွေမှာထားတဲ့လူနာဇော့တွေရဲ့စိုက်ကဲတွေညမဲ့ပျောက်ဆိုတာခက်စစ်စစ်ဖြစ်တာကြောင့်လို့ဆိုပါတယ်။၂၄နာရီဖွင့်ထားတဲ့ဒဝဲဇီရိုဒီရဲ့ပင်မအဓိကဝင်ပေါက်ကိုအာနာဒီပြီးနောက်ပိုင်းမနေ့9နာရီကနေညနေ6နာရီအထိပဲအဝင်အထွက်ခွင့်ပြုတော့တာပါ။ဒါကြောင့်ဒဝဲခဲတဲကအရေးပေါ်လူနာတွေစေကူတာဖို့နေအရေးပေါ်လူနာတင်တွေညဘက်လူနာတင်လာရင် အနောက်ဘက်ဝင်ပေါက်ကပဲဝင်ကြရပါတယ်ဒီလိုအချိန်ဒီမှာအနောက်ဘက်ဝင်ပေါက်ကိုပါညဘက်ဝင်ခွင့်ပိတ်တာဟာအရေးပေါ်လူနာတွေအတွဲအချိန်မီစေကူတာခွင့်ရဖို့နှောင့်နေစေတာကြောင့်လုံးဝမလုပ်သင့်ဘူးလို့ဒဝဲမျိုးကံတွေကဝေဖန်နေကြပါတယ်တော်ရမျိုးမှာမန္တရကစားပြီးစစ်ကောင်စီကပုဂလိကဆေးကိုတုံယုံကိုစေကူတာခွင့်ပေးလိုက်တာကြောင့်ဒဝေပြည်သူဆေးကိုကြီးစစ်ဆေးုံနဲ့ကြံပုဂလိကဆေးကိုနေုံမှာ လူနာတွေပုံမှန်ထက်အများနေချေအခုလိုဈေးကိုညဘက်ဝင်ခွင့်ပေးထားတာက လုံးဝမလုံသိမ့်ဘူးလို့ဒဝဲမျိုးကန်တွေကပြောဆိုကြပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့တနင်္လာရီမြို့နယ်အနောက်မော်တုံးရွာကစစ်ဘေးရှောင်တွေရှိတဲ့ဖုန်ကြီးကျောင်းနဲ့နေအိမ်တချို့ကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်သလိုဒရုန်းနဲ့လည်းဘုံချတိုက်ခိုက်ခဲ့ပါတယ်။ မလ10ရက်နေ့မွန်လိုက်တနာရီခွဲလောက်မှာမော်တုံးရွာအခြေဆိုင်စစ်ကောင်စီရဲ့အမှတ်306အမြောက်တပ်ရင်းက120မမလက်နက်ကြီး6လုံးပစ်ခတ်ခဲ့တယ်လို့အနောက်မော်တုံးရွာခံတွေကပြောပါတယ်။ဒါအပြင်ညနေပိုင်းမှာလည်းစစ်ကောင်စီတပ်ကအနောက်မော်တုံးရွာထဲကိုဒရုန်းနဲ့ဘုံလေးလုံးချကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်ကတိုက်ခိုက်ခဲ့တဲ့အချိန်တွေဟာတိုက်ပွဲဖြစ်ပွားတာမရှိသလိုတော်လှန်ရေးတပ်ဖွဲ့တွေလည်းမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။ စစ်ကောင်စီတပ်ကပြစ်တဲ့လက်နက်ကြီးကြီးကြောက်ရောက်ပောက်ကွဲတာကြောင့်ရွာထဲကနေတချို့ကြီစားထိမှန်ပျက်စီးသွားပြီးမွေးထားတဲ့နွားတကောင်နဲ့စိတ်တကောင်လည်းသေဆုံးသွားပါတယ်။အမှတ်306အမြောက်တက်ရင်နဲ့အနောက်မော်တုံးရွာဟာနှစ်မိုင်လောက်ကွာဝေးပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးအပါအဝင်ဒရုန်းနဲ့ဘုံးချတိုက်ခိုက်မှုတွေလည်းမကြာခဏလှုံ့ဆော်လေးရှိပါရဲ့ရှင်။နောက်ထပ်တည်င်းတပုတ်အနေနဲ့ကတော့မြိတ်မှာခရူအုံးလို့ခေါ်တဲ့အုံးခရူရှားလာပြီးတနစ်ကျော်ကာလအတွင်းမှာဈေး၄ဆလောက်တက်လာတယ်လို့ င်လယ်ထွက်ကုန်ရောင်းဝယ်တဲ့သူတွေစီကသိရပါတယ်။တည်င်းအပြည့်စုံကိုတော့ဒဝေဝရှဝိုင်းတော်သားတို့ကပြောပြပေးသွားမှာပါရှင်။မြိမ့်မှာခရုအုံခွန်အုတ်ခရုရှားလာပြီးတနက်ကြော်ကာလအတွင်းဈေးလေးစားလောက်တက်လာတယ်လို့ပင်လယ်ထွက်ကုန်ရောင်းဝယ်သူတွေစီကသိရပါဗျ 2023နှစ်ကုန်ပိုင်းကခရုအုပ်အသားတည်တပ်တပိတ်တာကိုငွေကျပ်တထောင်ဝန်းကျင်ဈေးရှိတာကနေလက်ရှိမှာကျပ်၄တောင်းဝန်းကျင်အထိပေါင်းဈေးရှိနေပြီးပင်လယ်အတွင်းဖက်စည်းရမိတာနည်းလာလို့ဈေးတက်လာတာလို့ပင်လယ်ထွက်ခုအဝယ်တန်းပိုင်ရှင်ချို့ကဆိုပါတယ်ခွေအုပ်အသားကိုပြုတ်ပြီးတုတ်စားကြသလိုအချိန်ကြီးနဲ့လည်းတုတ်စားလေးရှိကြပါဗျ။လက်ရှိမှာခွေအုပ်ဈေးကွက်ဟာပျောက်ကွယ်လူနီပါအထိဖြစ်လာတယ်လို့မြိတ်မြို့မြို့သက်ဈေးမှာပင်လယ်စာရောင်းတဲ့ဈေးသက်တချို့ကဆိုပါဗျ။ ခွေအုံဟာပင်လယ်ကျမ်းပြင်မှာကျဆားနေထိုင်တတ်ပြီးငါးဖန်းရင်တခြားငါးတွေနဲ့အတူငါးဖန်းပိုက်မှာပါလာလေးရှိတတ်ပါတယ်။တနင်္လာရီမျိုးနဲ့ဗလမုံရွာမှာလမ်းတော်လမ်းလာအရက်သား20လောက်ကို မလ10ရက်နေ့နေ့လယ်ပိုင်းမှာစစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပါတယ်။စစ်ကောင်စီတပ်သားတွေဟာဗလမွတ်ရွာလမ်းဆုံမှာစောင့်ပြီးဖမ်းခဲ့တာလို့ဗလမွတ်ရွာခံတချို့ကပြောပါဗျ။အဖမ်းခံရသူတွေဟာဗလမွတ်ရွာသားတွေအပြင်အခြားရွာသားတွေလည်းပါဝင်တယ်လို့ဆိုပါတယ်။ အဖမ်းခံရသူတွေကိုမန်လ17ရက်နေ့နေ့လယ်လောက်မှာစစ်ကောင်စီတပ်ရင်တန်းနဲ့အတူမော်ဒုံရွာအခြေဆိုင်အမှတ်306အမြောက်တပ်ရင်စီဖမ်းခေါ်သွားတယ်လို့ပြောပါတယ်မလ9ရက်နေ့ကတည်းကစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတရာလောက်ကိုဗန်လမုတ်ကျေးရွာလမ်းဆုံမှာလမ်းကင်းလာချထားတယ်လို့ဆိုပါတယ်။ဗန်လမုတ်ရွာဟာတနင်္လာရီမြို့နောက်ကမြစ်တနင်္လာရီပြည်အောင်စုလမ်းပေါ်မှာတည်ရှိတာဖြစ်ပါတယ်။ နောက်ထပ်သတင်းတပုတ်အနေနဲ့ကတော့မြိတ်မြို့ကန္နာလန်းနဲ့ဒဝဲကမ်းရပ်မှာမလ17ရက်နေ့ညပိုင်းကစိုက်ကယ်တိုက်မှု၃ချိန်ဖြစ်ပွားခဲ့ပြီးအမျိုးသား၄ဦးဒဏ်ရာရသွားပြီးဆေးရုံတင်ထားရတယ်လို့ကုညီဆောင်ရွက်ပေးခဲ့တဲ့မြို့ခံလူမှုကုညီရေးအသင်းတွေစီကသိရပါတယ်။မြိတ်မြို့မှာအခုမလစံပိုင်းရင်တိုက်မှုအဖြစ်အများလာပြီးရင်တိုက်မှုအများစုဟာကန္နာလမ်းမှာဖြစ်ပွားလေးရှိပြီးညဖက်မှာအဖြစ်များလေးရှိတယ်လို့ဆိုပါတယ်။ ်မြင်းမြို့မှာပေးခဲ့တဲ့ဒီဇင်ဘာလကရင်တိုက်မှုတွေနှီးတိုင်းနှီးပါဖြစ်ခဲ့ပြီးအခုနှစ်ဇန်နဝါရီလမှာရင်တိုက်မှုအကြိမ်ကြီးပြန်လျော့သွားတယ်လို့မြို့ခံလူမှုကွန်ရီရဲ့အသင်းတွေစီကသိရပါတယ်။ဖေဖော်ဝါရီလနဲ့မတ်လတွေမှာတော့ရင်တိုက်မှုအကြိမ်ကြီးပြန်များလာတယ်လို့ဆိုပါတယ်။ခုလိုတနင်္လာရီသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ မြန်မာနိုင်ငံသားများကပ်ဘေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ Dover Watch Wine တို့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။